နိုင်ငံသားမှာကလေးတွေဟာအလုတ်သွားလုတ်ကြတယ်ဆိုရင်ဟဲ့မြန်မာလားဆိုရင် ဟုတ်တယ်မြန်မာလို့ပြောရတယ်ဒီနေ့ဒီဗီဒီယိုဖိုင်တစ်ခုကိုကျွန်မတုံ့ပြန်ခြင်းတယ်အဲ့တော့ပရိသတ်ကြီးကဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေးနော်ဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေးတင်စားစီကုထမိုင်အန်ဒီရေနော် အာဘုထတိဘုထတော်သူလောက်တက်တာဝမရှိတော့ဘူးဘယ်ပွဲဆိုသူပါတယ်ဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်ပကြန်သူမဟုတ်ပါဘူးကွယ်နော်ဘာလူမျိုးလဲမိတာလေမာရဲ့ဘာလူမျိုးလဲမိတာလေဘာလူမျိုးလဲမိလို့မွန်လူမျိုးဖြေတာလေအဲ့ဒါကိုဘာမှားတာလဲဘာလူမျိုးလဲကိုမွန်လားကချင်ကြာကရင်ချင်မွန်ဒီမာလေခိုင်ရှင်းမွန် အပါရခိုင်ရှမ်းဘာလူမျိုးလဲမေးကိုယ့်ရဲ့လူမျိုးကိုဖြေရမှာလေဘာနိုင်ငံသားလဲလို့မေးမှမြန်မာနိုင်ငံသားလို့ဖြေရမှာလေအဲ့ဒါဘာလို့ဖြစ်နေရလဲသူလောက်တက်တယ်လူကဘာမှမရှိတော့ဘူးမနော်စနေရသူပွဲတိုင်းကြောမမကြီးနော်ဘာလူမျိုးလဲမွန်လူမျိုးဘာနိုင်ငံသားလဲမြန်မာနိုင်ငံသားပြီးပြီလေအဲ့ဒါဘာဖြစ်တာလဲမွန်လူမျိုးပြပါဖြစ်အသေးဝါမှမလို့လားပြောလိုက်စမ်း ကုလောက်တီတူလောက်တက် Okay ညာစီတူထမိုင်အန်ဒီရေနော် Okay နော်ကျွန်မပြောမယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုနော်ဒီဗီဒီယိုဖိုင်ကိုဒါကျမပြန်ပြီးရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်လို့ကျမကညွှန်လင့်တယ်เนาะ ဆိုတော့အားလုံးကြည်ပြီးသားဖြစ်လိမ့်မယ်နိုင်ငံသားမှာဘာဟဲ့မြန်မာနိုင်ငံမြန်မာလားလို့မေးလိုက်တဲ့အခါမွန်မာလို့ဖြေတာဖြစ်တဲ့ကြောင့်ကျမကကျမတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့သားမှာမြန်မာလားလို့မေးတာဒီနိုင်ငံကိုကိုစားပြုပြီးတော့ပဲမေးတာကျမတို့တွေဟာလူမျိုးကြီးဝါဒကိုသွတ်တွင်းတယ်လို့ပြောရအောင်လေကျမကိုယ်တိုင်ကရင်ဒီဆိုင်ပိုင်ရှင်မကြီးမွန်နော်အဲ့တော့ကျမတို့နိုင်ငံသားမှာသွားလို့မြန်မာစကားပြောတဲ့အံကြားတယ်ဆိုရင် ခဲမြန်မာလားဆိုမြန်မာလို့ပဲဖြေကြရတယ်။အဲ့တော့နိုင်ငံတကာမှာမြန်မာတန်ယုံပဲရှိတယ်။သိလား?မြန်မာအဲ့တော့မူမာလို့ပြောတော့ကျွန်မပြောပြမယ်။ဒါဒီစကားအစိတ်ခတ်တယ်လို့ခေါ်တယ်။အဲ့တော့ကျွန်မပြောချင်တာကနိုင်ငံသားမှာကလေးတွေဟာအလုတ်သွားလောက်ကြရတယ်ဆိုရင်ဟဲ့မြန်မာလားဆိုရင် ဟုတ်တယ်မြန်မာလို့ပြောရတယ်။မြန်မာလို့ပဲဖြေရတယ်မြန်မာလို့ပြောရင်တောင်မှ international က တချို့သောတိုင်းပြည်တွေကမြန်မာဘယ်မှာလဲ Where are you from ဆိုဘယ်မှာလဲမြန်မာလို့ပြောရင်မြန်မာဘယ်မှာလဲမြန်မာနိုင်ငံကဘယ်ဟာလဲလို့မသိဘူး Near Thailand ဆိုတော့မှပဲ Oh ဆိုပြီးဖြစ်တာ Oh ဆိုတာတကယ်သိတာလားမသိတာလားမသိဘူးအဲ့တော့နိုင်ငံခြားကိုသွားတာ Passport မှာဘယ်နိုင်ငံရဲ့ Passport နဲ့သွားတာလဲနိုင်ငံကိုစားပြုမြန်မာနိုင်ငံအောက်ကနေသွားရတာ ဲ့တော့ခလီတွေကိုအစိမ့်မခန့်နဲ့အစွန်းရောက်တယ်မတင်သေးနဲ့မြန်မာပြည်ထဲမှာမေးတာမဟုတ်ဘူးနိုင်ငံသားမှာမေးတာမြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံသားအမေဒီမှာမွန်တန်ယုံမရှိဘူးကရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဝါဒသွသွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကရာကရင်ချင်း မာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံမြန်မာနိုင်ငံအဲ့တော့ကျမတို့တွေကနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျမတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလားမြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ် အဲ့တော့ပြဿနာတစုံတရာဖြစ်လာလို့မလို့အဲ့လိုမျိုးတွေကြက်ကြက်အစိတ်အတောက်တွေလို့ပြဿနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာပြောတော့ဘာလဲလို့မင်းဘာဘယ်မင်းကဘာလဲလို့မေးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလားပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေတွေကနေပြီးတော့မှဟို passport ရှိတဲ့ကလေးတွေလည်းရှိတယ် passport မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိမ့်မခတ်နဲ့ နိုင်ငံကိုစားပြို့ပဲဖြေရတယ်နိုင်ငံကိုစားပြို့ပဲပြုံးရတယ်မွန်နိုင်ငံကရင်နိုင်ငံဒီလိုပြောလို့မရဘူးမရှိဘူးလေမြန်မာနိုင်ငံနိုင်ငံသားမှာနိုင်ငံသားမှာမြန်မာပြည်မှာဆိုရင်တော့ဟုတ်တယ်ဘာလူမျိုးလဲဆိုကရင်မွန်ဒီလိုပြောမှာဒါပေမဲ့နိုင်ငံသားမှာကြတော့ဟေးမြန်မာလားလို့မင်းဟုတ်တယ်မြန်မာငါတို့နိုင်ငံသားလားဒီလိုစိတ်နဲ့မေးကြတာ လားဒီလိုစိတ်နဲ့မေးကြတာမင်းကြီးနိုင်ငံသားမှာနိုင်ငံသားမှာတယောက်နဲ့တယောက်နဲ့တွေ့ကြလို့မေးကြတယ်ဆိုတာဟေးမြန်မာလားလို့မေးတာမြန်မာနိုင်ငံသားလားလို့ဒီလိုစိတ်နဲ့မေးကြတာကချင်ကရကရင်ချင်းဗမာမုံရခိုင်ရှောင်းမေးတာမဟုတ်ဘူး